episode 5အစမှာတော့ robert ဟာအင်ဂျီတွေကိုချွတ်လက်ကိုပတ်တီးတွေစီးပြီးတော့ဂျင်မာလက်ကျင့်မှုတွေလုပ်နေတုန်းမှာမခါမန်းဖြစ်ခဲ့စဉ်တုန်းက flashback တစ်ခုကိုပြန်တွေးနေခဲ့ပါတယ်သူဟာမီးလောင်ကျွမ်းနေတဲ့အဆောက်အဦတစ်ခုတည်းကိုဝင်ရောက်လိုက်စင်မှာတကူလုံးမီးလောင်နေတဲ့ villain တယောက်ကသူ့ကိုတီးပါတော့တယ်အဲ့ဒီအချိန်မှာပဲပစ္စုပန်အချိန်မှာ flan bay ကရောက်လာပြီးတော့ bay က spotter ကြည့်မိမဲ့သူမရှိဘဲနဲ့အလေးမမရဘူးလေငါတုံးရဲလို့ပြောပြီးတော့ super hero မဟုတ်တဲ့အတွက်လာနိုင်ပါတယ် ရောဘတ်ကဘာပဲပြန်ပြောပြောမင်းနိုင်ငံရလို့မရဘူးတကယ်ဟီးရိုးတွေကိုမင်းခုံပေါ်ကနေပြီးတော့ကူညီပေးရအောင်ပါလေဆိုပြီးတော့လဲပြောခဲ့တာပေါ့ကိုကိုကိုစူပါဟီးရိုးတယောက်လို့မထင်နေနဲ့တော့ပေါ့ ဆိုသလိုမျိုးပြောပြီးတော့ရောဘတ်ကိုအလေးမှားတဲ့နေရာကနေဖယ်ခိုင်းပါတယ်။အင်ဂျီလေးကိုပြန်ဝတ်နေချိန်မှာပဲဘလီဇာကနောက်တစ်ခေါက်တကယ်ဒိတ်လုပ်ဖို့လာပြောပြီးတော့ဘယ်လိုပုံစံနဲ့မြင်ကျင်လဲလို့မေးခဲ့တာပေါ့။ပြီးတော့တခုခုစီစဉ်ပြီးရင်ပြောလိုက်မယ်ဆိုပြီးတော့ထွက်သွားပါတော့တယ်။နောက်ကဖလော်ရီဒါကဘဲဂါလန်ကမင်းအားကန်အောင်တာကွာလို့ပြောပြီးတော့အပစုတ်ဖိုက်ကဆက်နေခဲ့ပါတော့တယ်။ဗီဒီယိုလေးမဆက်ခင်မှာကျွန်တော် recap video လေးကိုကြိုက်လို့ရှိရင်ဗီဒီယိုကို like လေးလုပ်ခဲ့ပေးဖို့ခဏသတိပေးခြင်းလို့ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်နေ့ရုံသွားတော့ရောဘတ်ကိုလူသားတယောက်လိုမရေးတက်ရေးတက်နဲ့ရေးပေးထားတဲ့အရန်ကျေးဇူးတင်ပါတယ်ကွာဆိုတဲ့ဖရော်မန်ကရေးထားတဲ့ကလေးတစ်ခုလည်းတွေ့ရပါတယ်ပြီးတော့ရောဘတ်ဟာအဲ့နေ့အတွက်သူ့ရဲ့ဆေးလုံးညွန်ကြားရေးအလုပ်ကိုစတင်ပါတော့တယ်နေ့လယ်စာစားချိန်ရောက်တော့ Prison နဲ့ Melova ကမင်းရင်တုန်းကဘယ်စူပါဟီးရိုးလဲလူတွေကခံမှန်းနေကြတာလို့ပြောပါတယ်နိုင်တဲ့သူကဒေါ်လာ936ဒေါ်လာရမှာမလို့ငါတို့ကိုတဲတော်စာလေးတစ်ခုပေးခဲ့ပါလားလို့ပြောပေမဲ့ရောဘတ်ကတေချာမဖြေတဲ့အခါမှာ coffee ခွက်နဲ့လှပောက်တာကိုရှောင်းနိုင်တော့ reflex မြန်သားပဲဟာလို့တောင်ပြောလိုက်ပါသေးတယ် အဲနောက်မှာတော့ Robert ကသူ့မကမန်းစုကြီးကိုပြန်ပြင်းနေရင်းနဲ့ Chase Trackstar က Red Ring ဆိုတဲ့ Shroud ဥဆောင်တဲ့ဒီမျိုးနယ်ကရာဇဝဲမှုတွေအားလုံးရဲ့တဝက်လောက်ကိုချုပ်ကင်ထားတဲ့အဖွဲ့ကိုမင်းအဖွဲ့ဝင်တွေကလည်းစာညစ်နေပြီနော်လို့ပြောပြီးတော့ shroud ကိုမင်းတွဲခဲ့ရင်မင်းသူ့ကိုတတ်နိုင်မလားလို့မေးခဲ့ပါတယ်ပြီးတော့အဲ့ဒီအနေအထားအလုပ်တပြန်လုပ်ခဲ့တာပေါ့အလုပ်စင်းချိန်မှာတော့သူ့အဖွဲ့သားတွေကအရက်တောက်ကြမယ်ဆိုပြီးတော့ robert ကိုဖိတ်ပါတယ်ပထမတော့ robert က monday မှာတွေ့မယ်လို့ပြောခဲ့ပေမဲ့အတင်းဖိတ်ချတဲ့အတွက် the sardine ဆိုတဲ့ super villain တွေတောက်ကြတဲ့အရက်ဆိုင်ကိုရောက်သွားခဲ့တယ်ပေါ့ပထမတော့ villain မဟုတ်တဲ့အတွက်အဆောင်ကပေးမှုဝင်ပေမဲ့ invisible ကလာပြီးတော့သူကဒီနားကအကြီးမားဆုံးနှာဘူးကြီးငါတို့နဲ့တူလာတာလို့ပြောလိုက်တော့မှဝင်ခွင့်ရောက်သွားပါတယ်ဘားတဲ့ရောက်တော့သူ့လူတွေကိုအရက်လိုက်တိုက်ပြီးတော့မှ invisible gun နဲ့နည်းနည်းအားခဲ့တာပေါ့ မင်းသူတို့ကိုတယောက်ချင်းစီတန်းစီခံပြီးတော့မုတ်ပေးခဲ့မယ်ဆိုရင်တော့မှသူတို့ဘဝကိုဖျက်ဆီးခဲ့တဲ့ဟီးရိုမှန်ထင်ကြမှာလို့ပြောတော့ရောဘတ်ကသူတို့ဘဝသာသူတို့ရာဇဝတ်ကောင်းနေမှုလို့ဘဝဖျက်ဆီးသွားကြတာလို့ပြန်ပြောခဲ့တာပေါ့ဒီမှာရှိတဲ့လူတယောက်ကိုမင်းအချုပ်တည်းမထိုက်ခဲ့ဘူးမလားလို့မေးလိုက်တော့ရောဘတ်ကငြိမ်သက်နေတာကို Investigator ကသိထားမိသွားပါတယ်အဲ့နောက်ရောဘတ်ကမခမ်းမန်းဖြစ်ခဲ့တဲ့ဝါဖလန်ဘေးရဲ့လက်ချောင်းတွေကိုပြတ်သွားအောင်ထိအောင်လုပ်ခဲ့ဦးတဲ့ flashback ပြန်လာပြီးတဲ့နောက်မှာတော့ပြစ်ဆုပ်ပံကိုပြန်ရောက်လာပြီးဖလန်ဘေးကရောဘတ်အကြောင်းတအားကြီးရတဲ့တခြင်းနဲ့တပုတ်စုံနေခဲ့ပါတယ်ငါကခွေးမလေးရောဘတ်ပါခွေးမလေးနာမည်ကရောဘတ်ပါမျောလင်းချက်တွေမရှိအိမ်မက် တ်တွေလည်းမရှိဒီလေးကတအားသေးပေမဲ့မတောင်တဲ့ယောဂါရှိတော့လုံမလုံပါဘူးအစရှိတယ်လို့လောင်ပြောင်ပြီးတော့ဆိုနေခဲ့တာပေါ့ရောဘတ်က Invisible ကိုသူနဲ့ Flan Bay အရင်ကဖြစ်ခဲ့တာတွေကိုပြောပြပြီးတော့ Episode 1မှာဖြစ်ခဲ့တဲ့သူအရက်နဲ့ပတ်ခဲ့တဲ့အကြောင်းကိုလည်းပြောပြခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲစိုင်းမရှိတဲ့ဘီလင်းတယောက်ကမင်းလိုစွမ်းအောင်မရှိတဲ့ကောင်က super villain ဘာမှဘာလောက်တာလဲဆိုပြီးတော့ရန်လာရှာခဲ့ရကနေပြီးတော့အကြီးကျယ်တိကျပါတော့တယ်။ဘားထဲမှာရှိတဲ့ villain တွေအကုန်လုံးဒီပါနဲ့သူတို့ Z team နဲ့အကြီးကျယ်ကိုရန်ပစ်ခဲ့ကြတာပေါ့။ဂျားထဲမှာ punch up က robot ကိုပါမှာထုံးပြီးပါသေးတယ်။ နောက်ဆုံး Robert ကိုရန်လာစတဲ့ကောင်ရဲ့လက်တွေပါချိုးပစ်ခလိုက်တာပေါ့အဲ့နောက် Robert ကသူ့ကိုယ်သူမကမှန်းလို့ပြောပြခြင်းပြောပြလို့ရတယ်လို့နာမည်ပဲပြောပြပြီးတော့မိတ်ဆက်လို့လဲရတာပေါ့အဲ့တော့မှအသင်းသားတွေကလည်းသူ့နာမည်အရင်တွေနဲ့မိတ်ဆက်ခဲ့ကြပါတယ် Flambe က Chat Invisible က Courtney Phenomenon က Cantor or ဒါမှမဟုတ်ဖင်ကြီးလို့ Dumpy Sona က Victor Prism က Alice Golem က Bruno Melovia ရဲ့ last name ကတော့ Gib Punchup က Colum ဆိုပြီးတော့ပြောပြခဲ့ကြပါတယ်တယောက်နဲ့တယောက်ပို့ပြီးတော့ယဉ်ကျေးသွားခဲ့ကြတာပေါ့လေ ဒီလိုနဲ့ပဲ episode 5လေးကပြီးသွားခဲ့ပါတယ် episode 6အစမှာတော့ robert တယောက် right က astral boss နေရာမှာခဏအစားထိုးစမ်းသပ်ထည့်ထားတဲ့ proto boss နဲ့ပြန်လည်တိဆောက်ထားတဲ့ macaman ကြီးကိုစမ်းသပ်နေရင်းနဲ့အငွေးတွေထွက်လာတဲ့အတွက်အားလုံးက robert ကိုစုထက်ကဆွဲထုတ်ဖို့စူးစမ်းခဲ့ကြပေမဲ့မရတဲ့အဆုံးစုကြီးကထပောက်သွားခဲ့ပါတယ်အဲ့နော် robert တယောက်ဆေးဝါးမှာလှူထလာခဲ့ပြီးတော့ right က1495နာရီလောက်မင်းမိသွားခဲ့ရလို့ရှင်းပြပြီးတော့ astral boss ကအရန်သိငယ်ပြီးတော့ဆွမ်းအားတအားများတဲ့အတွက်ငါပြန်မဖန်တီးနိုင်ဘူးညီကိုရေး လို့စိတ်ပြတ်စွာပြောပြီးတော့ငါအဲ့လောက်မတော်ဘူးကွာမင်းပေါ်ရောအားလုံးပေါ်မှာပါငါတောင်းရမချေပါဘူးလို့စိတ်သက်ကြပြီးတော့ပြောခဲ့ပါတယ်ရောဘတ်ကအားပေးစကားပြောခဲ့ပေမဲ့ right ကဒါလက်တွေ့ဘဝငငယ်ကဘေ့စ်ဘောကစားတဲ့ပြိုင်ပွဲလေးမဟုတ်ဘူးလို့ပြောပြီးတော့ထွက်သွားကန်ဒီမှာရောဘတ်ကမင်းအကောင်းဆုံးကြိုးစားခဲ့တာပဲကွာငါအဲ့ထက်ပိုပြီးတော့မတောင်းဆိုပါဘူးကျေးဇူးတင်ပါတယ်ကွာလို့ပြောခဲ့ပါတယ်အဲ့ဒီမအေးဘေးကြီးကအိမ်သာနဲ့ငိုနေခဲ့တာကွာလို့ဘေးက track star ကတော့ပြောပါတယ် invisible girl အကြောင်းပြီးတော့အဖိုးကြီးကတိတ်မကျင်တဲ့ပဲ invisible girl နဲ့ခက်ခဲခဲနေဖို့သတိပေးတယ်လို့မျိုးပြောခဲ့ပါတယ် နောက်နေ့အလုပ်ပြန်လာတော့သူ့နေရာမှာ Blonde Blazer ကခဏဝင်ကုန်နေပေးတာကိုတွေ့ခဲ့ရပါတယ်။ Robert ကိုတွေ့တော့ပြေးဖက်ပြီးတော့လုဆက်ခဲ့ပါတယ်။ Astral Post ကိုအစားထုတ်ဖို့လဲငါတို့စူးစမ်းပေးပါမယ်ပေါ့။ပြီးတော့ညားကြရင်တွေ့ကြမယ်တော့လည်းပြောသွားခဲ့ပါသေးတယ်။အဲ့ဒီညမှာတော့ Robert တယောက်စိတ်သက်တွေကြပြီးတော့အရက်ပလင်းကြီးကင်ကသူ့ခွေးလေး Beef ကိုရင်ဖွင့်มาတော့တယ်။ သူဘေးကနေပဲထိုင်ကြည့်နေရတဲ့ဘွားကိုဆပ်လို့ကျင်းတော့ဘောမခမန်းဖြစ်အောင်လဲသူအရန်ကိုစူးစမ်းထားရတာပါဗောအဲ့ဒီချိန်မှာပဲသူ့ရဲ့ Z team က Invisible Right နဲ့ Melova တို့ကရောက်လာခဲ့ကြပြီးတော့သူ့ကိုအိမ်တက်လာလုပ်ပေးကြလို့ပြောပါတယ်ပြီးတော့သူ့ရဲ့ Astro Post ရှိတဲ့နေရာကိုရှာတွေ့ထားပြီလို့လည်းပြောပြတဲ့အတွက် Robert တယောက်စိတ်ဝင်စားသွားခဲ့တာပေါ့ Villain တွေက Astro Post ရဲ့စွမ်းအားကိုအသုံးမချတတ်သေးတဲ့အတွက်ပောက်ကွဲမှုတွေဖြစ်နေတာတွေကို လိုက်ဆောင်ဆိုင်တွေ့ရှိခဲ့တာပေါ့ဒါပေမဲ့ Astral Boss အခုလိုရှိနေသေးတာကိုအတိကလူစိုးကြီး Shroud လက်တည်နေတာဖြစ်တဲ့အတွက်မြန်မြန်တော့သွားယူဖို့လိုကြောင်းပြောခဲ့ပါဗျ Robert ကလည်းနည်းနည်း emotional ဖြစ်သွားပြီးတော့ကျေးဇူးတင်တော်မယ့်အချိန်မှာ Invisible ကသူ့ကိုထိုးပြီးတော့တကယ်တန်ကြမှာကျေးဇူးတင်လို့ပြောခဲ့ပါဗါ။အဲ့ဒီနောက်တပွဲလုံးကလူရောက်လာကြပြီးတော့တောက်ကြကကြ Robert ရဲ့ Astro Pulse ကိုပြန်ရှာမဲ့မရှင်အကြောင်းပြောကြလုပ်ခဲ့ကြတာပေါ့။ Blazer နဲ့ Robert တို့တွဲကနေတာမြင်တော့ Invisible ကနည်းနည်းလေးဖိနေတယ်လို့ထင်ပါတယ်။နည်းနည်းပျော်ပါပြီးတဲ့နောက်မှာတော့စိတ်ကန်းနာကကိုတော်ကြီးတခုမှသူ့ရဲ့ Astro Pulse ရှိနေကြောင်းသူတို့ပြောကြပါဗါ။လုံခြုံရေးစနစ်တွေကတင်းကျပ်ပေမဲ့လည်း Invisible ကသူ့သွားမယ်လို့ပြောပါဗါ။ Blazer ကသူတို့ Z-Team ကလူတွေမသွားတဲ့ကြောင်းနောက်နေ့မှတကယ်စူပါဟီးရိုးကြီးတွေအတူတူသွားလာကိုလိုက်ကိုတင်ကြောင်းပြောပေမဲ့ Invisible ကတော့ အခုညချက်ချင်းသွားမယ်ဆိုလို့နှစ်ယောက်နဲ့နဲ့စကားညခဲ့ကြပါတယ်။ Robert အနေနဲ့ဘသူ့ဘက်ကပဲကိုပြောပြီးပြောပြီး Chase Trackstar က Blazer ပြောတဲ့ No ဆိုတဲ့စကားလုံးကိုနားမလည်ဘူးလားလို့ဝင်အောင်ပြောတော့ Invisible က Hero တွေစကားပြောနေတယ်။ဝင်မပါနဲ့လို့ပြောတော့ Chase ကနင်က Hero မဟုတ်တဲ့ကောင်မလို့ဝင်ပြောပြီးတော့ရန်ထစ်ကြပါတော့တယ်။ပြီးတော့ Chase က Robert ကမကမဖြစ်ကြောင်းလဲမူပြီးတော့ပြောမိသွားတာပေါ့။ Invisible ကနင်ကအကြောင်းဘာမှမသိဘူးလို့ပြောတော့အခါနင်ကလူလိန်ရာဇဝတ်ကောင်ပြီးတော့အနေရရှိတဲ့သူတို့ပြောနေတော့မှ Invisible Page ကကိုပြောင်းနေရင်နဲ့ Chase ကိုတစ်ချက်ကျွေးလိုက်ပါတယ်။ အဲ့နောက်ဘလေးဇာကလည်းရောဘတ်ကိုနမ်းချေဆိုခဏအပြင်ခေါ်သွားတဲ့အချိန်မှာတကားလာခေါက်တော့ရောဘတ်ကအေဗစကတ်တင်ပြီးတော့ဖွင့်လိုက်တာဖလန်ဘေးကြီးဖြစ်နေပါတယ်သူပါတီကိုနောက်ကျတဲ့အတွက်ရောဘတ်ကမခံမန်းဆိုတာမသိလိုက်တာတော်ပါသေးတယ်ပြောမှာပေါ့အဲ့နောက်ချေ့စ်ကလမ်းပေါ်မှာငောင်းနေတာကိုတွေ့တော့ရောဘတ်ကခေါ်ပြီးတော့သူတို့နှစ်ယောက်သားအရေးပါတဲ့စကားတွေကိုပြောကြပါတော့တယ်ချေ့စ်ကငါတို့ဟီးရိုးတွေကဘာလို့ငါတို့နာမည်ကိုတော့မှတ်မှတ်မိတော့မယ့်လူတစ်ယောက်အတွက် ဘာလို့အဲ့လောက်ပိတ်ဆက်ကြတာလဲလို့မေးခဲ့တာပေါ့ပြီးတော့မင်းတို့ငါတို့မှာကစိတ်ကောင်းရှိတယ် Invisible Girl လို့လူတွေမှာကမရှိဘူးလို့အပြစ်တင်ချင်ခဲ့ပေမဲ့ Robert ရဲ့စကားတွေကြောင့်သူစိတ်ထဲနဲ့တော့ပြောင်းလဲလာတယ်ထင်ပါတယ် Robert အိမ်ထဲပြောင်းဝင်လာတော့မှပဲစောစောက Extra Post ရှိတဲ့ဆိုတဲ့ကိုတော်မှာပြစ်ခတ်မှုတွေဖြစ်နေတာကိုကွန်ပျူတာကနေမြင်သွားခဲ့ပြီးတော့စကားလမ်းပြောတဲ့အခါ VC Invisible Girl ကအဲ့မှာရောက်နေတာကိုသိသွားခဲ့ပါတယ်ဘယ်သူများကြင်ရလိုက်လဲမသိပါဘူး Super Villain တွေအများကြီးရောက်နေကြအောင် Robert ကိုပြောပြီးတော့ VC ကသူ Extra Post ကိုရောက်အောင်ယူမဖြစ်ကြောင်းပြောတော့ Robert ကလည်းလိုအပ်တာတွေကို hack ပြီးတော့ကူညီပေးခဲ့တာပေါ့ နောက်ဆုံးဘီကန်သက်တာကိုပါဟက်ပေးလိုက်ပြီးတော့ extra post ကိုရသွားတဲ့အတွက် VC ပျော်ပြီးတော့ပြန်ထွက်လာနေတဲ့အချိန်မှာ shock နဲ့ဝင်တိုးသွားတော့တယ်။ shock က VC ရဲ့တက်ရှူချက်တဲ့အာဏာချက်ကိုအသုံးပြုက smoke တွေနဲ့ခင်းလိုက်က VC ပြန်ကောက်ချင်တဲ့အသက်ရှူဖို့ကူပေးတဲ့ inhaler ကိုလည်းကန်ထုတ်လိုက်ပါတယ်။ပြီးတော့ extra post ကိုယူပြီးတော့ VC ကိုတော့တကယ်ထားခဲ့တာပေါ့။ robot လည်းဘာလို့ရောက်မှန်းမသိတအားကိုချောင်ပြောက်ပြီးတော့ဆက်ညစ်နေတဲ့အချိန်မှာပဲ တစ်ခါအစွမ်းသုံးတိုင်းမှာအသက်အဆ90ကြီးသွားတဲ့အသက်39နှစ်ပဲရှိသေးပေမဲ့အဖိုးကြီးရုပ်ဖြစ်နေတဲ့ Chase က keep up ဆက်ကြိုးစားထားလို့နှခွန်းသာပြောပြီးတော့သူ့ရဲ့အစွမ်းကိုနောက်ဆုံးတစ်ခေါက်သုံးပြီးတော့ VC ရဲ့အသက်ကိုသွားပြေးပြီးတော့ကဲထုတ်ပေးခဲ့ပါတော့တယ်။ Okay. Yeah. You can. Chase ကဗီဇီကိုတပ်ပင်လေးအောက်မှာချပြီးတော့ခဏလမ်းလျှောက်ဖို့ကြိုးစားရင်းနဲ့ဘုံဆိုပြီးတော့လက်ကျသွားပါတော့တယ်။ကျွန်တော်လည်းဒါကိုရင်းနေရင်းနဲ့တောင်မှမျက်ရည်ဝဲလာလို့တကယ်မသိတော့ပါစေနဲ့လို့တော့ဆုတောင်းပါတယ်။ Series ကတကယ်ကို emotional impact ပေးနိုင်ပြီးတော့ final episode နှစ်ခုကတကယ်မိုက်မယ်ထင်ပါတယ်။လိုဝင်မာလာ၁၂ရက်နေ့မြမအချင်းည7:00နာရီခွဲမှာအဲ့နှစ်ပိုင်းထွက်လို့ရှိရင်ကျွန်တော်ထွက်တဲ့ချင်း stream မှာဖြစ်တဲ့အတွက် subscribe လုပ်ထားပြီးတော့အားပေးကြပါဦးနော်။အားလုံးအဆုံးထိကြည့်ကြပါကျေးဇူးပါ။အားလုံးအစီအမံကြပါစေခင်ဗျာ။နောက် video တွေရွှေနေမှာပြန်တွေ့ကြတာပေါ့။